အခုကျမတို့တဘာဝဘေးရန်တွေရဲ့အနေနဲ့မလင်တန်းကိုယ်တိုင်ခံစားရတာပဲဖြစ်ဖြစ်စိတ်ကောခန္ဓာကိုယ်ရောမှာကျမတို့အာ shock အနေနဲ့ဝင်သွားတယ်ဒီ energy နဲ့ရင်ဆိုင်ဖို့အတွက်ကိုကိုကိုအာဒီ survival mode ကို online ရရပေါ့နော်အလုံးမင်္ဂလာပါကျမရချူဒီပါ Honest Sawyer Founder လေးဖြစ်တယ်လို့ကျမ Honest Sawyer ရဲ့လေကောင်ဆလာတဲ့အောင်လေးဖြစ်ပါတယ် ဒီနေ့ episode လေးမှာတော့ကျမတို့အခုလူတွေရဲ့အာလက်ရှိခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ညဝေပြီးတော့မှာဖြစ်ပါတယ်။အခုကျမတို့တဘာဝဘေးရန်တွေရဲ့အနေနဲ့ငလင်တန်းကိုရင်ခံစားရတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အာသူတို့ကိုတွားရောက်ကူညီရတဲ့သူတွေပဲဖြစ်ဖြစ်အာကျမတို့ဒီဖုန်းနေမီဒီယာတွေကနေပြီးတော့တဆင့်ကန်ပြန်လဲကြည့်ရှုနေတဲ့သူတွေပဲဖြစ်ဖြစ်ကျမတို့အားလုံးမှာအာအတူတူဒီဖြစ်ပျက်တွေကိုခံစား အာခန်းစားကြရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအသက်အနေနဲ့ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေမှာကျမတို့ဆေးပိုင်းဆိုင်ရာ trauma ပဲဖြစ်ဖြစ်ရုပ်ပိုင်းဆိုင်ရာ trauma ပဲဖြစ်ဖြစ်ရရှိတတ်ကြပါတယ်ရုပ်ပိုင်းဆိုင်ရာဆိုရင်တော့ဒါမြင်သားတယ်ခန္ဓာကိုယ်ပေါ်မှာဒီအသွေးထွက်တန်ရိုးပဲဖြစ်ဖြစ်အနာတရပဲဖြစ်ဖြစ်ယောဂပဲဖြစ်ဖြစ်ပေါ့နော်ဒါကတော့ရှင်းလင်းနေဒါပေမဲ့ဆေးပိုင်းဆိုင်ရာဆိုလို့ရှိရင်လည်းကျမတို့ဒီလက်တွေ့ကြုံရတဲ့သူတွေအနေနဲ့လည်းကာလ ပိုင်းခြားတစ်ခုအထိကိုကျမတို့ဒီလိုစိတ်ခံစားချက်တွေနဲ့အာဖြတ်တန်းရလေရှိပါတယ်အဲ့တော့အာကျမစိတ်တန်ရဆိုတဲ့အကြောင်းလေးကိုဒီနေ့ပြောပြချင်ပါတယ်ပေါ့နော်အာစိတ်တန်ရဆိုတဲ့အာအနေထားဒီကျမတို့အသက်အနေရနဲ့လူပြီးတော့စိုးရင်ကြောင်လန့်နဲ့ထိတ်လန့်ပွဲတွေကြုံရတဲ့အခါမှာတကယ်ကိုဟိုပြင်းပြင်းထန်ထန်ခံစားရတဲ့ခံစားချက်တွေဟိုစိတ်ကောခန္ဓာကိုယ်ရောမှာကျမတို့အာ shock အနေနဲ့ဝင်သွားတယ်ခံစားရတယ်ပေါ့နော်ဆိုတော့ဒီလိုအနောက်မှာကျမတို့ရဲ့ 对，再看一下这个、啊。这 အာကိုဘယ်ရောက်လို့ဘယ်ရောက်နေမှမသိဘူးအရန်ဆိုရင်ကြောက်လန့်တာတို့အာစိတ်ကောခန္ဓာကိုရောမှာဒီ shop ဝင်သွားတဲ့အနေအထားရမှာလူကအာဒါပုံမှန်တုံ့ပြန်မှုမျိုးတွေဖြစ်မနေဘူးပေါ့နော်ဆိုတော့ဒါပေမဲ့လည်းဒီလိုပုံမှန်မဟုတ်တဲ့အနေအထားမှာဒီလိုတုံ့ပြန်နေရဆိုရင်ဒါပုံမှန်အာတုံ့ပြန်မှုလို့ပဲပြောလို့ရတယ်ပေါ့နော်ကျမတို့ရဲ့အာဒီစိတ်ကောခန္ဓာကိုရောကအန္တရာယ်နဲ့တုံ့တွေ့ရတဲ့အခါမှာဒီလူသားတယောက်အနေနဲ့ကိုကိုကို protect လုပ်ဖို့အတွက်ကျမတို့ဒီဒီ ီအနေရနဲ့ရင်ဆိုင်ဖို့အတွက်ကိုကိုကိုအာဒီ survival mode ကို online ရရပေါ့နော်ရှင်တန်မှုကြော်လောဖို့ဖြတ်တန်းမှု fight and flight response ကိုကျမတို့ရဲ့အုံနောက်တွေကဒီ switch လုပ်လိုက်ရရပေါ့နော်ဆိုတော့အဲ့နောက်မှာလည်းခုနစဉ်းစားစဉ်းစားတုံးသက်တယ်ဆိုတော့အာအခန်းကဏ္ဍဒီအုံနောက်အခန်းကဏ္ဍတွေဆိုလဲဒါခဏလောက်နောက်နေသွားတယ်အဲ့တော့ကိုဒီအမြဲတစေကိုမှာ စိတ်ကောကိုရောကြောင်းလန့်မှုနဲ့ဒါရုန်းကန်နေရတဲ့အနေအထားလေးဖြစ်တယ်လို့ပြောလို့ရရပေါ့နော်ဆိုတော့အဲ့နောက်ကနေပြီး ီးတော့ကျမတို့အာစိုးရိမ်ထိတ်လန့်မှုတွေနောက်ဝမ်းနည်းမှုတွေဒေါသထွက်မှုတွေအပြင်းအထန်ကျမတို့အာခံစားရတယ်နောက်အဲ့အိတ်တာတို့စားတာတို့နေ့တူဝပုံမှန်ဘရူတင်တွေကိုလည်းထိခိုက်လာရတဲ့အနေထားလေးတွေအထိရှိနေနိုင်ပါတယ်။ဒါကကလေးတွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်ဒီ လို့အတွေ့အကြုံကိုကိုယ်တိုင်တွေ့ကြွားတော့၎င်းဒါမှမဟုတ်ကျမတို့ folly တွေတွေကနေအာမီဒီယာလေးတွေကနေပြီးတော့ကြည့်ုံနဲ့လဲကျမတို့မှာဒီလိုခန်းစားချက်တွေခန်းစားမိပါလိမ့်မယ်ဆိုတော့ဒါလေးတွေခန်းစားနေရတယ်ဆိုရင်ဆက်ပြီးတော့ကျမတို့နားထောင်ပြပါအောင်ရှင်